You 15 a.m. I do face to face PowerPoint screen for the lame pink sentence is shielded me I mean me go a so called Tari Party back Page, messenger or or 9754 you look back Chapter 5 Palm you dishes eh? Go by the shame ဒီခေါင်းစဉ်ကိုအခြေတွင်းဆရာမပြောတော့ဘူးဒီခေါင်းစဉ်ကနောက်ပိုင်းမှာအသေးစိတ်ပြန်ပါလာမယ်အတွက်ကြောင့်ဒါတော့ high quality one counting principle လို့ပြောရမှာနော် counting principle ဆိုတာကရည်တွက်ခြင်းဏ္ဍာမဒီ five ပါမှာဆိုလို့ရှိရင်ဗနက်နီးနဲ့ရည်တွက်နိုင်တယ်ဆိုလို့ရှိရင် multiplication principle မြောက်ချင်းဆိုင်ရာဏ္ဍာမနဲ့တစ်ခုရည်တွက်နိုင်တယ်နောက်တစ်ခု addition principle ပေါင်းချင်းဆိုင်ရာနည်းရောင်မှလည်းဒီတွက်နိုင်အခုဆရာတို့ multiplication principle ပျောက်ရှင်းဆိုင်ရာနည်းရောင်မှလည်းဘာလို့လဲဆိုရင်ရေတွဲတဲ့နည်းယူဆရာတို့အရင်စပါအဲ့တော့ multiplication principle နဲ့ဘယ်ခါဒီမှာတွက်မလဲဆိုလို့ရှိရင်အလုံးတစ်ခုကိုလုံနိုင်တဲ့နည်းလမ်းပေါင်းက m ဖြစ်တယ်ဆိုပါလေ m ခုဖြစ်တယ်ဆိုပါလေနော် m ဆိုတာကျွန်တော်ဒီဘူကအဖြစ်ရေးတာအလုံးတစ်ခုကိုလုံနိုင်တဲ့နည်းလမ်းပေါင်း 15ခုရှိတယ်ဆိုပါတယ်နောက်ထပ်အလုံးတစ်ခုကိုလည်းလုံးနိုင်တဲ့ဒီတန်းပေါင်းဟာအန်ခုရှိတယ်ဆိုပါတယ်ဥပမာ10ခုရှိတယ်ဆိုပါတယ်အဲ့ဒီအလုံးတစ်ခုစလုံးကိုတစ်ဆက်တည်းလုံးနိုင်တဲ့ဒီတန်းပေါင်းကိုလူကြည့်လို့ရှိရင်အဲ့ဒီအန်ပင်နဲ့အန်ဒီနဲ့ကိုဘာလို့ပြရမလဲလေညှောက်ပြရဒါကို multiplication principle ဟုတ်လားအလုံးတစ်ခုလဲလားဆိုတော့မဟုတ်ဘူး အလုပ်ကြီးအများကြီးလုပ်နိုင်နောက်တဲ့အလုပ်တစ်ခုကိုအန်ဂျေအန်လမ်းပေါင်းအန်လမ်းနဲ့လုပ်နိုင်တယ်ဆိုပါဘူးသူ့ကိုသူ့ကိုသူ့လို့ထားလိုက်မယ်ဆိုရင်အဲ့အလုပ်သုံးခုစလုံးကိုနော်တစ်ခုပြီးတစ်ခုတစ်ဆက်တည်းလုပ်နိုင်တယ်ညီလမ်းပေါင်းကိုလူကြည့်ရင်ဒီအန်မေအန်လေအန်လေကိုဘာလုပ်ပြရမလဲဆိုဆိုရင်ညှောက်ပြရဒီကဏ္ဍလေးကိုဘာလုပ်ပြရမလဲဆိုရင်ညှောက်ပြရနော်အဲ့ဒါကို multiplication principle တို့ပေါ့အဲ့တော့ပုံစံတစ်ပုံတည်းမှာပါတဲ့အမျိုးအစားအကုန်လုံးပါမှဖြစ်မယ်အကုန်လုံးလုံးမှာဖြစ်မယ်ဆိုလို့ရှိရင်အကုန်လုံးပါမှဖြစ်မယ်ဆိုရင်ကျတော့ဘာလုပ်ပြရမလဲညှောက်ပြရဒါလည်းနော်အကုန်ပုံစံတစ်ပုံတည်းမှာပါတဲ့အမျိုးအစားတွေအကုန်လုံးပါမှအလုပ်တစ်ခုပြီးမြောက်မဲ့နီလန်းပေါင်းကိုလိုချင်လို့ရှိရင်ဆရာတို့ဘာလုပ်ပြရမလဲဆိုလို့ရှိရင်ညှောက်ပြရပတ်လို့ရတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ရောက်ဒီကောင်လူဆရာ am နဲ့ am လို့သတ်မှတ်ထားတယ်အဲ့တော့ဒီရလေးကိုပြအောင်လို့ တခုတော့ရေးပြလိုက်အလုံးတစ်ခုတူတက်ဘာမှမလို့ရှင် or move တူတက်ပုံမယ်အလုံးတစ်ခုဘာမှမလို့ရှင်အလုံးတစ်ခုဘာမှမလို့ရှင်တူတက်ပုံမယ်အဲ့ဒီအလုံးတစ်ခုကဲနော်ညီလန်းပေါင်းကိုလိုချင်လို့ရှင်တစ်ဆက်ကျန်တော့မယ်ညီလန်းပေါင်းကိုလိုချင်လို့ရှင်အင်း succession အလုံးတစ်ခုဓမ္မပုံတစ်ခုရဲ့ပူရာတွေကိုတစ်ခုပြီးတစ်ခုဇက်တက်လုတ်တဲ့နီလန်းကိုဘာလို့ခေါ်လဲဆိုလို့ရှိရင် multiplication principle လို့ခေါ်တယ်။ဒါတော့ဘာလို့လုတ်ပြရလဲဆိုလို့ရှိရင် multiplication principle ဆိုတာပြောက်ရမယ်။ထပ်ပြောပါမယ်။ multiplication principle ဆိုတာကပုံစံတစ်ပုဒ်မှာရှိတဲ့အမျိုးအစားတွေအကုန်လုံးပါမှာဖြစ်မယ်။အားလုံးပြီးမှဖြစ်မယ်။အားလုံးအကုန်လုံးပါမယ်ဆိုလို့ရှိရင်ဆရာဘာလို့ရအောင်လို့ဆိုလို့ရှိရင်ညောက်ပြ အကောင်ကို multiplication principle လို့ခေါ်တယ်။ဒါပဲနော်။ဒါမှမဟုတ်ဆရာ example လေးတစ်ခုနဲ့သွားလိုက်။ addition principle addition principle ဆိုတော့ဘာလို့လဲဆိုရင်ပေါင်းဘယ်အချိန်ဒီမှာပေါင်းရမလဲဆိုရင်ကြာတော့ကြာ။ A မျိုးရယ် B မျိုးရယ် C မျိုးရယ်ဆိုပြီးရှိ။ A ကိုသွားဖို့ဟာဒီ land ၃လမ်းရှိတယ်။ B ကိုသွားဖို့ဟာ land ၂လမ်းရှိတယ်။ A ရနေ C ကိုသွားမယ်ဆိုပြီး တာတော့ဘီယိုမဖြစ်ပဲဒီပါတော့မှာဆိုဖြစ်ရတာအေးရနေဘီယိုသွားရမယ်ပြုတ်ရင်ဘီရနေပေါင်းသွားစီယိုသွားအဲ့ဒီလိုတစ်ဆက်တည်းဖြစ်နေတဲ့ပေါင်းတော့ဘယ်လိုလဲမာတီပီပလီကေးရှင်းပရင်စစ်ပယ်ပါတော့ဘယ်လိုလဲဥပဒေတော်မှာအကုန်လုံးပါမှာဖြစ်မယ်ဆိုရင်မာတီပီကေးရှင်းပရင်စစ်ပယ်ကိုတော့အကယ်၍လဲဆရာတို့ဟာဘီရနေစပြီးတော့ထွက်ဘီရနေစပြီးတော့ထွက်မယ်ဆိုရင်သူဟာအင်မြို့ကိုလည်းသွားနိုင် ောင်းမို့ရင်စီမျိုးလည်းသွားနိုင်ဘီယာအင်မျိုးသွားမယ်ဆိုစီမျိုးမသွားနိုင်ဘူးဘီယာစီမျိုးသွားမယ်ဆိုအင်မျိုးမသွားနိုင်ဘူးအဲ့တော့တစ်ခုလောက်ပြီးနောက်တဲ့ရွေးချယ်စရာမရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်ဘာလို့တော့မလဲဆိုရင် addition principle ကိုတော့မလဲ addition principle ကိုတော့မလဲဆိုရင်ဘာလို့ပြရလဲဆိုရင်ပေါင်းပြရနားလည်မလားမသိဘူးကျွန်တော်ဘီယာနဲ့စပြီးတော့ထွက်မယ် အင်မျိုးလည်းသူကသွားနိုင်တယ်။စီမျိုးလည်းသွားနိုင်တယ်။အဲ့ဒီဘီရနေပြီးတော့စီမျိုးကိုသွားမယ်ဆိုလို့ရှိရင်ဆရာတို့အင်မျိုးကိုမသွားနိုင်တော့ဘူး။နှစ်ခုလွှဲရမယ်ခါ။ဘီရနေအင်မျိုးကိုသွားမယ်ဆိုရင်စီမျိုးကိုမသွားနိုင်တော့ဘူး။နော်။နှစ်ခုလွှဲရတဲ့ခါ။အဲ့တော့တစ်ခုလွှဲပြီးနောက်တဲ့ရွေးချယ်ခွင့်မရှိတော့ဘူးဆိုရင်ဒီရှိလူရဲ့ရှိတဲ့အတုံးနဲ့ဆရာတို့ဘာလုပ်မလဲဆိုရင်ပေါင်းလိုက်ရ။အဲ့တစ်ခုမဟုတ်တစ်ခုပေါ့။ဟုတ်လား။တစ်ခုမဟုတ်ဘူး။ညာ။နောက်ခုဆရာပြောတာ လို့ဆံပါဆရာတို့ case 1လို့ case 2လို့ case 3လို့ရှိ K1 အတွက်ဆရာတို့ရှာလိုက်လို့ရှိရင် and ွယ် and ွယ်ရရဆိုပါလို့ K2 အတွက်ရှာလိုက်လို့ရှိရင် and 2ရရဆိုပါလို့ K3 အတွက်ရှာလိုက်လို့ရှိရင် and 3ရရဆိုပါလို့ပုံစံအကြီးတစ်ပုံလုံးရဲ့နောက်ဆုံး total number တော့ဝေးလို့ကျွန်တော်ရှိဆရာတို့ case 1 and 1ကိုရွေးလိုက်မယ်ဆိုလို့ရှိရင် and 2နဲ့ and 3ရရေးချက်လည်းမရှိတော့ ဟန်တူကိုယူလိုက်မယ်ဆိုရင်ဟန်1နဲ့ဟန်3ကရွေးချယ်သွင်းရှိပါတယ်။ဟန်3နဲ့ကိုယူလိုက်မယ်ဆိုရင်ဟန်1နဲ့ဟန်2ကရွေးချယ်သွင်းရှိပါတယ်။အဲ့ဒီလိုပဲတစ်ခုပဲရွေးချယ်မရှိတော့ဂျန်နာရီရွေးချယ်သွင်းမရှိတော့ဘူးဆိုရင်ဆရာတို့နောက်ဆုံးမှာမလုပ်ပြရမယ်ဆိုရင်ပေါင်းပြရ။နားလည်လား?နားလည်လား?တော့ဥစ္စာရဲ့အခြေခံကိုပြန်ပြောရမယ်။ Addition Principle ရဲ့အခြေခံကိုပြန်ပြောတာ။ဥစ္စာတော်ရှိတယ်။အဲဥစ္စာတွေမှာကျတော့ case 1 case 2 ေတူတူကိုဘာလို့ရမလဲဆိုရင်သုံးခုတည်းမဟုတ်ဘူးနှစ်ခုပြည့်နေပြည့်နေလေးခုပြည့်နေပြည့်နေသုံးခုပြည့်နေပြည့်နေအဲ့ကောင်ဒီကိုကေဆွမ်းအတွက်ဘယ်လိုရှာလိုက်လဲကြာမာတီပရီဂေးရှင်းပရင်စပယ်နဲ့ရှာလိုက်ကေ2အတွက်မာတီပရီဂေးရှင်းပရင်စပယ်နဲ့ရှာလိုက်လေကေ3အတွက်မာတီပရီဂေးရှင်းပရင်စပယ်နဲ့ရှာလိုက်လေနောက်ဆုံး total number တော့ဝေးလို့ကြည့်လို့ရှိရင်ကျွန်တော်မလုပ်လိုက်လို့ပေါင်းလိုက်ကြာအဲ့တော့ပုံစံတော်တော်များများနားလေအောင်ပို့ပြီးနားလေအောင်ရှင်းပါတယ် တော့လေးပဲဖြစ်စီကအဲ့တော့မှတ်ထားမှာက addition principle ဆိုတာကတကူရွေးပြီးနောက်ထပ်ရေးချက်လည်းမရှိတော့ဘူးဆိုလို့ရှိရင် addition principle တကူပုတ်တကူရွေးရမယ်ဆိုရင် addition principle ရဲ့အမှန်အကုန်လုံးရွေးမှဖြစ်မယ်ဆိုရင် multiplication ဖြစ်တယ်ညာလားဒါတော့ညာ factorial rotation ဖက်တိုရီရဲ့ location ဖက်တိုရီရဲ့ location ဖော်မြူလာတွေက and factorial ဆိုလို့ရှိရင်ဒါတော့ and and minus 1 and minus 2 and so on နောက်ဆုံးမှာဘာလဲဆုံးတဲ့1လဲ and factorial ဆိုလို့ရှိရင် and တခုငယ်ပဲနောက်တဲ့တခုငယ်ပဲနောက်တဲ့တခုငယ်ပဲနောက်ဆုံးမှာဘာလဲဆုံးတဲ့1နဲ့ဆုံး ada petunjuk di muka sini. Aiyah, angka ispositi ini jadi apa? Kira tu, angka petunjuk ni apa? Angka sabio, mana masuk mesu ni? Jadi five petunjuk ni tu dia sah itu lah. Five, five, four, three, two, one. Five, four, three, two, one.

ဒါအပြင် for factorial ဆိုဘယ်လိုယူရသလဲဆိုရင် for 3 2 factorial ဆိုတော့လည်းယူရတယ် for 3 2 factorial ဆိုတော့နောက်မှာပါရန်တည်တယ်ဝမ်းကြံတယ်နောက်ခုဘယ်လိုယူရသလဲဆို for factorial ဆိုလို့ရှိရင် for a 3 factorial ဆိုပြီးရယ်ယူရတယ်ဒါပဲနော်နောက်ကဘယ်လိုယူရသလဲဆို for factorial ဆိုရင် for factorial ရဥမာ

哦，粉，呀嘛，讲你，什么样啥的呀？什么粉都有，什么样啥的，什么粉都有。你看粉都有也八万呢，你看我那时候买粉都有也一枚，你看粉都有也我那时候也粉都有也八万，你看粉都有也一个呀，哈，他都是八一个呀。seven seven factorial ရပါရပါเนาะ zero factorial factorial က1နဲ့ ဒရလေးပါဒီ5 factorial ရနေပြီးတော့7 factorial ဖြစ်အောင်လုပ်မယ်ဆိုရင်5 factorial ရနေပြီးတော့7 factorial ဖြစ်အောင်လုပ်မယ်ဆိုရင်ဖိုက်တဲ့ရှိမှာဘာနဲ့စတယ်7နဲ့7နဲ့စတယ်အဲ့တော့ဒီလိုဖြစ်သွားမှာပေါ့7ရေဘူး6ရေဘူး5 factorial ဘယ်လိုလဲဟုတ်နော်3 factorial ရနေပြီးတော့ဆရာတို့3 factorial ရနေပြီးတော့ ်အလဲမင်းဖက်တိုရီရဲ့ဖြစ်ချင်လို့ကျွန်တော်တို့ဒီရှိမှာဗာနဲ့စတယ်အလဲမင်းနဲ့စအလဲမင်းနဲ့စမြအလဲမင်းပြီးတန်းပြီးနာပြီး age ပြီး seven ပြီး six five four three ဖက်တိုရီရဲ့ equal to အလဲမင်းဒါလေးသဘောပေါက်မှာပေါက်ပါတော့ပေါက်ပါလို့ကျွန်တော်တို့ example လေးကိုတောက်လိုက်ဟုတ်ကဲ့ကွာ permutation permutation ဆိုတာက အစီအစဉ်ချခြင်းเนาะပါမီပီရှင်းရဲ့ဒေတာလေးကိုကျွန်တော်က P လို့သတ်မှတ်တယ်ဗမာလိုကအစီအစဉ်ချခြင်းပါမီဒေးရှင်းဆိုတာ A permutation is an arrangement ပါမီဒေးရှင်းတခုဟာစီစဉ်သတ်မှတ်ခြင်းတခုပဲဖြစ်ပါတယ် A နဲ့ specific order တိကျတဲ့အစီအစဉ်တစ်ခုနဲ့စီစဉ်တတ်မှတ်ခြင်းကိုပါမီပေးခြင်းလို့ခေါ်တာနော်ပါမီပေးခြင်းဆိုတာကတိကျတဲ့ဆက်ဆက်ပေးခေါ်တာတိကျတဲ့အစီအစဉ်တစ်ခုနဲ့ arrangement လုပ်ခြင်းကိုဘာလို့ခေါ်လဲဆိုဆိုရင်ပါမီပေးခြင်းလို့ခေါ်တာနော်ပါမီပေးခြင်းဆိုတာတိကျတဲ့အစီအစဉ်တစ်ခုနဲ့စီစဉ်တတ်မှတ်ခြင်းကိုဘာလို့ခေါ်လဲပါမီပေးခြင်းလို့အဲ့တော့ specific ်အော်ဒါတိကျတဲ့အစီအစဉ်ရေးဆိုတာဘယ်လိုပြောလဲဆိုလို့ရှိရင်ဒါပြောပြမယ်တေချာသဘောပေါက်ဖို့လိုတယ်အဲ့တော့တိကျတဲ့အစီအစဉ်ဆိုတာကကျတော့ကဏန်းဆယ်လုံးရှိတဲ့အထက်မှာပထမဦးဆုံးကဏန်း၅လုံးကိုယူလိုက်မယ်ဆိုပါဆိုအဲ့လိုယူလိုက်တဲ့အခါမှာ1 2 3 4 5 6အစီအစဉ်တွေရပါပြည့်တယ်ဆိုရင်တိကျနေရမယ်နေရာကျနေရပြန်မထအောင်เนาะအဲ့လိုရွေးရွေးမရေးလို့ရှင့် 54321ဆိုပြီးဘာလို့ရမလဲဆိုရင်ရွေးရဟမ်ဒါမျိုးကိုဘာလို့ခေါ်လဲဆိုရင် permutation လို့ခေါ်တယ်အဲ့တော့နောက်တစ်ခုပုံမှာတစ်ခုနေတဲ့အင်္ဂလိပ်အခရာ26လုံးမှာဆရာတို့ပထမဦးဆုံး၅လုံးကိုရွေးမယ်ဆိုလို့ရှိရင်ဆရာတို့ကအစီအစဉ်ကြနေလို့ A B C D E ဆိုပြီးရွေးရနော်ဒါမှမဟုတ်ရှင် E D C B A ဆိုပြီးတော့ကြောင်းလည်းပြန်လေးရွေးလေပါလေဆိုရင်ကြားတယ် ကိုရွေးလိုက်တဲ့ဟာနေရာကျနေဖို့လိုတယ်အစီအစဉ်ကျနေဖို့လိုတယ်ပြန်မထပ်ဖို့ဟုတ်နော်နောက်ခုခုကတည်းကပြောမယ်ကျတော့ဒူ15ရောက်ရှိတဲ့အချိန်မှာဥက္ကဋ္ဌရဲ့ဒုတိယဥက္ကဋ္ဌရဲ့ဘန္နာယေမှုရဲ့အတွင်ယေမှုရဲ့တစ်ကဲအတွင်ယေမှုနှစ်ကဲအဲ့ဒီလူ9ရောက်ရွေးမယ်ဆိုရင်အဲ့ဒီလူ9ရောက် ထိုင်မဲ့ထိုင်ကုန်ကြတယ်လို့ဆိုတယ်အစီအစဉ်ကြနေလို့ထိုင်အောင်ခုမှဥက္ကဋ္ဌထိုင်ရမယ်နောက်ခုမှဒုတိယဥက္ကဋ္ဌထိုင်ရမယ်နောက်ခုမှဗန္ဒာယေမှုထိုင်နောက်ခုမှအတွင်းယေမှုတက်ထိုင်နောက်ခုမှအတွင်းယေမှုပြစ်ထိုင်ဒေါက်တာထိုင်လို့မရဘူးနော်ဒေါက်တာရွေးလို့မရဘူးအဲ့တော့ဒုတိယကဆရာတို့ကပြောတဲ့ဒီဇာတုတစ်ခုပဲယူသွားနှစ်ခါထပ်နေရအောင်အဲ့တော့ permutation ဆိုတာစီစဉ်ကြရမယ် နှစ်ခုလည်းထက်မြရဘူးကြားမလားနောက်တစ်ခုမှတို့ထက်ပြောမယ်ဒါတော့မြန်မာနိုင်ငံထဲမှာရှိတဲ့မျိုးတွေထဲမှာအကြီးဆုံးမျိုး၄မျိုးရွေးမယ်ဆိုလို့ရှိရင်ဒါတော့ပထမဦးဆုံးပထမဒုတိယတတိယစတုတ္ထဆိုပြီးအစဉ်လိုက်တိုင်းဖြစ်နေပြီပထမရန်ကုန်ဒုတိယမန္တလေးတတိယအကြီးဆုံးမျိုးကဘောလုံးများစတုတ္ထပသိမ်ဒီလိုအစဉ်လိုက်တိုင်းဘာဖြစ်လဲဆိုလို့ရှိရင်နေရာကျတယ်ဟုတ်ပြီနော် တော့ပသိမ်ရွေးပြီးတော့မော်ရမြမေးမော်ရမြရွေးပြီးတော့ရန်ကုန်ရွေးရန်ကုန်ရွေးပြီးမန္တလေးရွေးချင်လားရွေးလို့ဘာဖြစ်လဲဆိုလို့ရအောင်အဲ့တော့ပါမြူတေးရှင်းဆိုတာကဆရာတို့ကပါမြူတေးရှင်းဆိုတာသဘောပေါက်ပြီလားပါမြူတေးရှင်းဆိုတာအစီအစဉ်ချမှတ်ခြင်းတစ်ခုဖြစ်မယ်အဲ့ဒီအစီအစဉ်နေရာဘာဖြစ်နေရလဲဆိုရင် specific တိကျနေရာ aura မတအစီအစဉ်နေရာဆိုရင်မတအရေးကြီးတယ်အစီအစဉ်နေရာအရေးပါတယ်နေရာချတာနေရာဘာလဲဆိုရင်တည့်ရနေရာဟုတ်ပြီနော်ပြီးတော့ ကြံခတ်ခြင်းလည်းရှိရတယ်။ဒါကိုဘာလို့ပေါ်မလဲဆိုရင် permutation လို့ပြောပါတယ်နော်။အဲ့ဒါဆိုရင်ဆရာတို့ permutation ဆိုတာဆရာဒီမှာ permutation ဆိုတာဘာလို့လဲဆိုတာဒီမှာအကျိုးချုပ်ပြီးပြီးဒီထားမယ်နော်။အဲ့မှာဆရာတို့ဓာတ်ဥတွေအတိအကျ ူရမယ်နောက်ကနေရာတွေအတိအကျယူရမယ်နောက်ကဘာလုပ်ရမလဲဆိုရင်ပြန်မထဒါဟုတ်ဘာလို့ complex ဆိုရင် permutation လို့နောက်တစ်ခုကိုကြာလို့တော့ the number of permutation of an distant object မတူညီတဲ့ เนาะမျိုးစားတွေပစ္စည်းအမျိုးစားအန်ကူးရဲ့ပါမြူတေးရှင်းယူတတ်အောင်လုပ်ရှိရင်တိတ်ကန်အားအတ်ဧကတကြိမ်မှာเนาะဆရာတို့ဘာပြောဘယ်လိုပြောအောင်လဲလုပ်ရှိရင်မတူညီတဲ့ပစ္စည်းအမျိုးစားအန်ကူးတွေကနေပြီးတော့တကြိမ်မှာအာကူးယူလိုက်မယ်လုပ်ရှိရင်ဒီကပါမြူတေးရှင်းကိုဘယ်လိုတတ်မှတ်လဲလုပ်ရှိရင် it usually donated by ် MDR လို့ခေါ်ပြီးဆိုဆိုတယ်ဟုတ်လားကျလို့ရမယ်နော် the number of permutation of a distinct of object မတူညီတဲ့ပစ္စည်းအမျိုးစားအန်ကူတွေရနေပြီဟောတိတ်ကန်အားအတိတ်ကတစ်ချိန်မှာအန်ကူယူလိုက်မယ်ဆိုလို့ရှိရင်သူက permutation ရဲ့အရေးတော့ကိုဘာလို့သတ်မှတ်မလဲဆိုရင် if usually donated by npr လို့ပါပြတဲ့ဆိုရင်တမန်ဟုတ်ရောတကယ်လို့ပါမယ် မတူညီတဲ့အမျိုးအစားအံကူတွေကနေပြီးတော့တချိန်လည်းရင်အာကူယူလိုက်မယ်ဆိုလို့ရှိရင်သူ့ကိုဘာလို့တတ်မှတ်မလဲဆိုရင် NPR လို့တတ်မှတ်တယ်။အဲ့မှာ P ရပါလဲဆိုလို့ရှိရင် permutation N ကပါလဲဆိုလို့ရှိရင်အားလုံးစုစုပါ R ကပါလဲဆိုရင်ရွေးချယ်လိုက်တဲ့ပစ္စည်းကြီးဟုတ်နော် NPR ဆိုတာကမတူညီတဲ့ပစ္စည်းမျိုးစား N ကူတွေကနေပြီးတော့ အတိုင်းတစ်ချိန်မှာအာကူယူလိုက်တဲ့ကောင်ဘာလို့ခေါ်လဲဆိုလို့ရှိရင်အမ်ပီယာလို့ခေါ်တယ်အဲ့ဒါဆိုရင်ဆရာတို့မတူညီတဲ့ပစ္စည်းမျိုးသားဆယ်ကူတွေကနေပြီးတော့တစ်ချိန်မှာဆရာတို့၄ခုယူလိုက်မယ်ဆိုလို့ရှိရင်အမ်ပီအာအစားဆရာတို့ဘာရေးလို့ရတန်းပီပေါ်တန်းပီပေါ်ဆိုလို့ရတယ်ဟုတ်နော်ဆရာတို့မတူညီတဲ့ပစ္စည်းမျိုးသားခုနှစ်ခုတွေကနေပြီးတော့တစ်ချိန်မှာ ဆရာတို့၃ခုယူလိုက်မယ်ဆိုလို့ရှိရင်သူ့ကိုဆရာတို့ဘာလို့ယူလဲ7 p 3 7 p 3ဆိုလို့ယူဒါယူလို့ရေးဖို့ယူနေသိလားသိမယ်ဆိုရင်ဆရာတို့ ampere ရဲ့ formula လေးကိုဆရာတို့ကြားလိုက်အောင်နော်ဆရာဒါလေးခြံထား r less than or n အဲ့ ampere မှာဆိုလို့ရှိရင် ampere မှာဆိုလို့ရှိရင် r က r က n ထက်ပါမယ်ဆိုလို့ရှိရင်ငဲနေရပါ မငယ်ချင်လို့ရှင်တော်မှာညီညီယုံပဲညီလို့ရတယ်အာကအန်ထက်ပါပဲလို့ကြည့်ရအန်ပီယာမှာအာကအန်ထက်ပါပဲလေငဲနေရမယ်မငယ်ချင်လို့ရှင်တော်မှာညီယုံပဲညီလို့ရမယ်အာကအန်ထက်ပါပဲလို့ဆိုရင်မကြည့်ရဟုတ်နော်ဒီတော့နောက်ထပ် if n and r are positive integer n ရဲ့ r ရဲ့အပေါင်းကိန်းဖြစ်ဖြစ်လို့ရှိရင် with r က n နဲ့ဘာဖြစ်လဲဆိုလို့ရှိရင် less than or equal r က n ထက်ငယ်လဲငယ်တယ်ငယ်အောင်မှညီုံပဲညီလို့ရမယ်ကြီးလို့ရနော်အဲ့တော့ general formula လေးကိုကြာအရင်ကြီးပြသူ့ရဲ့ general formula လေးက ampere ampere ရဲ့ general formula လေးက n ကနေစမှာကွာ n ကနေစမယ် n သူ့တက်တစ်ခုရောမယ် n မိုင်းရောကွာနောက်က n မိုင်းနဲ့တူဒီမှာဆုံးလဲဆိုလို့ရှိရင် and minor r minor 1မှာပါပြီးတယ်ဆိုတော့ဒါသူ့ရဲ့ကျင်းတဲ့ပုံအဲ့တော့ ampere ကိုကျွန်တော်အကျယ်ဖြန်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်နှလုံးထွက်လာမလဲဆိုလို့ရှိရင်အာလုံးထွက်လာမှာပေါ့အာဖတာเนาะအာလုံးထွက်လာအာအာဟုတ်ကဲ့အဲ့ဒါလေးရရနေပြီးတော့ဆယ်လို့ ampere ရဲ့ formula လေးကိုဆက်တွက်ထုတ်လိုက် ampere ကြီးထွက်တယ် m p r equal to r r minus 1 r minus 2 and so on r ဒါလည်းကြောက်ဘူးဘူးလိုက်တဲ့ကောင်မှာမဖြစ်သွားမယ်ဆိုရင် m plus n minus ဘာဖြစ်သွားမလဲ m minus r plus 1ဆိုတော့ဟုတ်ရောဝင်းရဲ့ရှိပါအလုပ်ရှိတယ်ဘူးပြလိုက်တဲ့ကောင်မှာအကောင်းအောင်ဆိုတော့အလုပ်ကရှိတယ်အလုပ်1ဆိုတော့အကောင်းကြည့်တယ် ုတ်နော်အဲ့တော့မနာလို့ရှိတယ်အန်အန်လည်းတူရော်တယ်နောက်တော့ဒီတော့အမိုင်းလည်းတူတော့ဒီတော့လည်းဘာဖြစ်လို့တူရော်အဲ့တော့သူ့ရဲ့နောက်မှာရှိတဲ့ခေါင်းကဒီတော့လည်းဘာဖြစ်လို့လဲတကူရော်အဲ့တော့သူ့ရဲ့နောက်မှာရှိတဲ့ခေါင်းကဒီတော့လည်းတကူရော်နေတဲ့ခေါင်းကဘာဖြစ်လို့လဲသူအမိုင်းနဲ့အာဟုတ်ပါအမိုင်းနဲ့အာဖတ်တူရီရဲ့နဲ့ဆရာဘာလို့လဲပြောင်းလိုက်အဲ့တော့သူ့ရဲ့အောက်မှာဘာရှိလဲသူတို့ကျေ ဝမ်းရှိအပေါ်အမ်မိုင်းနဲ့အာဖက်တိုရီနဲ့မျက်ဝယ်ဆိုအောက်ကိုလည်းဗားနဲ့ညောက်ပြအမ်မိုင်းနဲ့အာဖက်တိုရီနဲ့ဘာလို့ညောက်လဲညောက်အောက်ကိုလည်းဆက်လို့ဗားနဲ့ညောက်လို့ပြေးလို့ပြေးနေအမ်မိုင်းနဲ့အာဖက်တိုရီနဲ့ဘာလို့ပြေးလဲညောက်ညောက်နော်ကျဆံမနီယာလေးကိုပြန်ပြီးတော့မြှို့ကြအောင်မနီယာလေးကိုပြန်ပြီးမြှို့လိုက်ခါမှာဥပမာ5 4 3 2 1ဆိုရင်ကျတော့ ိုင်းနဲ့စာပြီး1နဲ့ဆိုရင်ဘာဖတ်ပြီးရလို့ယူလိုက်5ဖတ်ပြီး5ဖတ်ပြီးရလို့ယူလိုက်အဲ့ဒီနေရာမှာ5 4 3ဖတ်ပြီးရဆိုဘာဖတ်ပြီးရလို့ယူလိုက်5ဖတ်5နဲ့စာပြီးတော့ဖတ်ပြီးရတဲ့ခုခုနဲ့သုံးလိုက်ဆိုရင်5ဖတ်ပြီးရလို့ယူလိုက်အဲ့တော့ဒီမှာ MPR ရဲ့ formula က MPR equal to 橄榄树，啊、嗯，马奶啊，卡杜耶那多叶树，多叶树是吧？啊 <music>，卡杜耶，啊，卡杜耶那树是吧？哎呦，阿哥，啊，马奶啊，对不？哎呦，M P R 多叶啊，多叶啊，M P R 伊个啊，卡杜耶吧，啊，马奶啊，卡杜耶，我告诉你，不是。 အမ်ပီယာရဲ့ formula လေးကအမ်ပီယာ equal to equal to MPR equal to m factorial by m minus r factorial ကဲတော့ဆိုရင် MPR ကဒီ formula လေးဖြစ်မယ်ဆိုလို့ဆရာတို့ 6p3 လေးကိုဆရာတို့တွက်ကြည့်ရအောင် 6p3 ဆိုလို့ရှိရင်ဆရာတို့ဘာဖြစ်လဲ6 6 factorial by 6 factorial by 6 m minus r ဆိုတော့6 minus 3 factorial အဲ့တော့ sip factorial ဆိုတာက sip ကနေစမယ်5 4 3 2 1အောက်က sit minus 3 factorial ဆိုတာက3 3 3 factorial ဒါဆိုဆရာတို့ဒီမှာဆရာတို့ဘယ်မှာပိုင်းလိုက်ရင်ရမလဲဆိုလို့ရှိရင်3 factorial မှာပိုင်းလိုက်မယ်ဆိုရင်3 factorial နဲ့3 factorial နဲ့အပေါ်အောက်ဘာလို့လို့ရမလဲဆိုရင်ခြေလို့ရတော့ဒီကောင်ခြေလိုက်ဟုတ်လား ုတ်ပြီเนาะအဲ့ဒါဆိုရင် sip p 3ဆိုရင်ဆရာတို့ဘာရမလဲဆိုရင် sip 5 4ဆိုတာရအောင်နောက်တစ်ခုဖြတ်ပြမယ် 5p 3ဆိုတာတို့ကွာ 5p 3ဆိုလို့ရှိရင်ဆရာတို့5 factory 5 factory ရဲ့ by 5 minus ဟုတ်တယ်5 minus 3 factorial အဲ့ဒါဆိုရင်အောက်ကဘာရမလဲဆို5 minus 3 factorial ရဲ့ဆိုရင်2 factorial ဒါဆိုရင်ဆရာတို့က5 4 5 4 3 factorial ရဲ့ဆိုပြီးဆရာတို့ဘာလုပ်လိုက်မလဲဒီလိုက်အဲ့ဒါဆိုရင်2 factorial နဲ့2 factorial နဲ့ကြည်သွားမယ်ဆိုရင်ဘာဖြစ်သွားလဲ5 4 3ဟုတ်နော်အဲ့တော့နောက်ခုကျွန်တော်ထပ်ကြည့်အောင် 7p3 ဆိုလို့ရှိရင်ဆရာတို့ကဘာဖြစ်လဲ seven factorial by seven minus three factorial အဲ့တော့အောက်ဘက်ကိုရှင်းလိုက်တဲ့အခါမှာကျွန်တော်တို့ဘာရအောင် four factorial seven factorial ကိုရှင်းလိုက်တဲ့အခါမှာ seven six five four factorial အဲ့တော့ဒီ four factorial နဲ့ဒီ four factorial နဲ့ရှင်းလိုက်မယ်ဆိုကျွန်တော်တို့ဘာရ seven six five ကဲအဲ့တော့ကျွန်တော်တို့တကယ်တွက်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးမတွက်တော့ဘူး စ်ပီ3ဆိုလို့ရှိရင်စစ်ကနေစပြီးဘယ်နှလုံးရမယ်ဆိုရင်3လုံးရကြည့်လိုက်မယ်စစ်5ပေါ့ခေါက်ရမှာဒါကြီးကြီးသွားတာ5ပီ3ဆိုရင်ဆက်လို့5ကနေစပြီးဘယ်နှလုံးကြီးလိုက်3လုံးရလိုက်5 4 3ဒါကြီးကြီးသွားတာဟုတ်တယ်အဲ့တော့7 p 3ဆိုလို့ရှိရင်ဆရာတို့7ရနေစပြီးဘယ်နှလုံးကြီးလိုက်3လုံးကြီးလိုက်3လုံးကြီးလိုက်မယ်7 6 5အကယ်၍များဆရာတို့က 8 feet 4ဆိုလို့ရှိရင်ဆက်ဘယ်နှလုံးကြီးလိုက်ရှစ်ကနေစပြီးတော့၄လုံးကြီးလိုက်ရှစ်ခွန်6ဟာအဲ့ဒါဒီကောင်ဖြတ်တယ်ပြီးကြရနော်ကြည့်ဖြတ်တယ်ဆိုလို့ရှိရင်ကြာဒီမှာစာထိုးတဲ့အခါမှာဒီ high point 2မှာကြာတပုံကန်လည်းပြအောင်စာထိုးမအောင်ဖြစ်တဲ့အတွက်ကြောင့်ဒီစာလေးကိုဒီစာလေးပဲ and distance of the တိတ်ကန်အာအဒီကအတိပြပါလဲဆိုလို့ရှိရင်ပစ္စည်းမျိုးကြီးအန်ကူတွေကနေပြီးတော့ဒီချိန်မှာအာခုလိုက် and distant of just တိတ်ကန်အာအဒီကပစ္စည်းမျိုးကြီးပါဖြစ်လေပစ္စည်းအမျိုးအစားတွေအန်ကူတွေကနေပြီးတော့ဒီချိန်မှာဘယ်နှခုလိုက်အာခုလိုက် ကျပစ္စည်းမျိုးသားဆက်ကူတွေကနေပြီးတော့ဒီချိန်မှာ၄ခုယူလိုက်တဲ့သူဘယ်လိုရင်းလဲ။တန် distinct object ။နားရတော့ကြောင်းလိုက်ပဲပုံစံရစရာကြောင်းလိုက်ကြောင်းကြောင်းလဲပြီးတော့ရေးလိုက်။တန် distinct ။ဒီက for adida ။ဒီပြာပစ္စည်းမျိုးသားဆက်ကူရဲ့မှာဒီချိန်မှာဘယ်နှခုယူလိုက်မှာ။၄ခုယူလိုက်။အဲ့ဒါဆိုတင်နေတာကဘယ်လိုကြည့်လဲ။တန် the for ဟာ။တန် before ရှင်းမယ်ဆိုရင်တန်နဲ့စာပြီးတော့ဂဏန်းမှန်လုပ်ပြန်။ ဒီလိုဘာလို့လဲဒီလိုဆိုတာကြမ်းကျွန်တော်ကလုတ်ကလေးနေနဲ့မှတ်ထားမှာဗလေးရလုတ်ကလေးပါထပ်ပြီးရေးလိုက်ဇီရိုဖက်တိုရီကဘာနဲ့တူလဲဆိုလို့ရှိရင်ဝမ်ဒါဗလေးရတော့ကလုတ်ကလေးအခု and p ဇီရိုကဘာနဲ့တူလဲဆိုလို့ရှိရင်ဝမ်နဲ့ and p ဇီရိုက1နဲ့တူလဲ n p n ကဘာနဲ့တူလဲဆိုလို့ရှိရင် n factorial နဲ့ပါတယ်ဆိုရင်ဒီ nucleus သုံးခုကိုမှတ်ထားမယ်0 factorial က1 n p 0ကဘာဖြစ်လဲဆိုလို့ရှိရင်1 n p n က n factorial နဲ့เนาะအဲ့တော့ formula လေးနဲ့သိပြီး permutation ဆိုတာဘာလဲဆိုတာလည်းသိပြီး nucleus တွေလည်းသိပြီးဆိုတော့ဆရာတို့ exercise ကိုတွားလိုက်ပါเนาะ example နဲ့ exercise